တန်ကိုရီးယားနိုင်ငံဟာသမ္မတဒေါ်နယ်ထရမ့်အာရှခီးစဉ်ရဲ့တတိယမြောက်နဲ့အဓိကနိုင်ငံဖြစ်ပါတယ်။သမ္မတထရမ့်ဟာအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအေပက်ထိပ်သီးညီလာခံမှာတခြားကမ္ဘာအင်အားကြီးနိုင်ငံကောင်ဆောင်တွေနဲ့တွေ့ဆုံဖို့တန်ကိုရီးယားနိုင်ငံဂျုံကျူးမျိုးကိုရောက်ရှိလာတာပါ။ဒီနေ့အစောပိုင်းအေပက်ထိပ်သီးအစည်းအဝေးကိုဖွင့်လှစ်ချိန်မှာတန်ကိုရီးယားသမ္မတက ထရမ့်ရဲ့ကြေပြန့်တဲ့ကုံသွဲခုနေနဲ့ပတ်သက်ပြီးအရေးအမော့ပြောကြားခဲ့ပါတယ်။ The words cooperation, coexistence ကာကွယ်ရေးဝါဒတွေမြို့သားရေးဝါဒတွေအချိန်တက်နေတဲ့ဒီခေတ်ကြီးမှာဒုတကွပူပေါင်းဆောင်ရွက်မှုဒုတကွရှင်တွဲနေထိုင်မှုတို့အားလုံးပါဝင်သောတိုးတက်မှုတို့ဆိုတဲ့သက္ကလုံတွေကနှစ်သာရမရှိတယ်လို့ထင်ရပါတယ်။ဒါပေမဲ့ထူးဆန်းတာကအခုလိုအကျက်တဲ့အချိန်ကာလမျိုးမှာစီလုံးရင်ညွတ်ရေးအတွက် platform တစ်ခုဖြစ်တဲ့ API ရဲ့ခန်းကဏ္ဍကပိုပြီးတော့ထွန်လင်းတောက်ပလာမှာဖြစ်ပါတယ်။ သမရထရမ်ကတော့အမေရိကန်နဲ့အင်ဒိုပစိဖိတ်အာရှနိုင်ငံတွေရဲ့မဟာမိတ်ဆက်ဆံရေးတွေကိုချီးကျူးပြောဆိုပါတယ် our alliances thrive မြန်မာနိုင်ငံတာယာဝပြောရင်ကျွန်တော်တို့မိဘနိုင်ငံတွေလည်းတာယာဝပြောပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့မဟာမိတ်တွေကနိုင်ငံအားလုံးနဲ့အတူတာယာဝပြောပါတယ်အင်ဒိုပစိဖိတ်ဒေသကတာယာဝပြောတယ်ဒါအားလုံးအတွက်ကောင်းပါတယ်တကဘာလုံးကအရင်ကထက်ပိုလုံခြုံလာတယ်ပိုကျွယ်ဝလာတယ်ပိုခမ်းနားလာပါတယ်ဒီနေ့အပတ်ထိပ်သည့်အစည်းအဝေးမှာသမ္မတထရမ့်နဲ့သမ္မတရှီချင်းဖင်တို့ရဲ့တည်ထက်ဆွေးနွေးပွဲကပိုလွှမ်းမိုးလိမ့်မယ်လို့ပြောလို့ရပါတယ် မေရိကန်မှာမူရေးစေဝါပြဿနာတက်နေတဲ့ဖန်တန်နေဓာတ်ပစ္စည်းတွေကိုတရုတ်နိုင်ငံကတင်ပို့နေမှုကိုထိန်းချုပ်ပေးဖို့ကိစ္စနဲ့ပြန်လည်နေတဲ့တရုတ်ကုန်ပစ္စည်းတွေအပေါ်အမေရိကန်ကကုန်သွယ်ကုန်လျှော့ချရေးကိုဆွေးနွေးကြလိမ့်မယ်လို့မျှော်လင့်ရပါတယ်။သမ္မတထရမ့်တောင်ကိုရီးယားကိုရောက်ရှိလာတဲ့အချိန်မှာပဲမြောက်ကိုရီးယားက cruise ဒုံးကျည်စမ်းသပ်မှုကိုနိုင်ငံပိုင်မီဒီယာကပုံထူးနေကသတင်းထုတ်ပြန်ခဲ့ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ခင်ဂျုံအန်နဲ့စကားပြောချင်ပါတယ်လို့သမ္မတထရမ့်ကအချိန်ချင်းပြောခဲ့ပေမဲ့ ်သူရဲ့ဒီခီးစဉ်မှာတော့တွေ့ဆုံဖို့အစီအစဉ်နိုင်ခဲ့ခြင်းမရှိဘူးလို့ကြေညာခဲ့ပါတယ်။သူတို့နှစ်ဦးနောက်ဆုံးတွေ့ဆုံခဲ့ခြင်းက2019ခုနှစ်တုန်းကဖြစ်ပြီးအဲဒီတုန်းကမြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးညှိနှိုင်းမှုတွေကသဘောတူညီမှုမရဘဲပြီးဆုံးခဲ့ပါတယ်ရှင်။